2025ခုနှစ်မေလ3ရက်နေ့တွင်ယမန်ရှိဟူတီများက၎င်းတို့၏ဇရုထမြောက်ဒုံးကျည်ကိုတရက်တည်းဖြင့်အစ္စရေးသို့ပစ်ခတ်ခဲ့သည်။၎င်းကတပ်ဖွဲ့များဖြင့်စွာဒူလာစေခဲ့သည်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က၎င်းတို့၏ဒုံးကျည်ကိုကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။အဆိုပါဒုံးကျည်သည်အစ္စရေးနိုင်ငံရှိနေရာအမြန့်ပြန်သည်လေကြောင်းတပ်ခန့်ဦးဆိုင်ရာဥက္ကဋ္ဌများထွက်ပေါ်စေခဲ့သည်။လူထိခိုက်မှုမရှိကြောင်းနှင့်ကြီးကြီးမားမားထိခိုက်မှုမရှိကြောင်းအစ္စရေးကပြောသည်။ ဟူတီတို့၏ဒုံးကျေတက်ခတ်မှုကိုတုတ်ပြန်သည့်အနေဖြင့်အမေရိကန်ကယမန်တွင်၎င်း၏စီရီဆောင်ရွက်မှုကိုတုံ့မြစ်ခဲ့သည်နိုင်ရင်အနေငယ်အတွင်းအမေရိကန်တပ်ဖွဲ့များကလေကြောင်းတက်ခတ်မှု9ကြိမ်ပြုလုပ်ခဲ့သည်ပင်လယ်နီစကန်မြို့ဟွန်ဒက်တာနှင့်ဆာနာပြည်နယ်ရှိအရေးကြီးသောနေရာများအပါအဝင်ဟူတီတင်နေရာများကို ပြမထတိုက်ခိုက်ခဲ့သည်ဤတိုက်ခိုက်မှုများကြောင့်ဒေါ်နယ်ထရန့်လက်ထက်2025ခုမလတွင်စတင်ခဲ့သောကြီးမားသောစီစဉ်စိတ်ပိုင်းဖြစ်သည်ဆိုပါစီစဉ်ဒီမှာချက်မှာ ဟူဒီများကိုအာပျော်စရာနှင့်ပင်လယ်နီအတွင်းဖြန့်တန်းသွားနေသည့်စစ်ပွဲကြီးတင်မောများကိုကာကွယ်ရန်ဖြစ်သည်ပါလက်စတိုင်းကိုထောက်ခံကြောင်းပြသရန်ဟူဒီက၎င်းတို့ကိုအဆိုပါဒုံးကျည်များပစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့သည်ဂါဇာတွင်ဟာမတ်စ်နှင့်အစ္စရေးတို့ကြားဖြစ်ပွားနေစစ်ပွဲအတွင်း၎င်းသည်၎င်းတို့ကိုထွက်ပေါ်လာခြင်းဖြစ်သည်ဟူတီများသည်အစ္စရေးနိုင်ငံအတွင်းရှိနေရာများကိုထပ်မံတိုက်ခိုက်မည်ဟုကြေညာပြုထားသည်။ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေးအစ်စီရင်ထုတ်စစ်တဲ့အတွက် အဖြစ်ဖြစ်သည်ဟု၎င်းတို့ကဆိုသည်အဖြစ်ခါရဆဲရစ်တက်တန်တိုးရဆွေးနွေးမှုများမအောင်မြင်ပြီးနောက်မလာလယ်တွင်အဆိုပါထိုးစစ်ကိုပြန်လည်ဆက်တင်ခဲ့သည်မေဂန်ဘိုချက်တက်ခတ်မှုသည်ကြီးမားပြီးပြင်းထန်တော်လဲအရသာတည်ဆုံမှုအတွက်လွန်ဆွေးမှုများဖြစ်စေခဲ့သည်မေဂန်လုံဆောင်သည့်ယူဆာဒီစာရာတွင်လေကြောင်းတက်ခတ်မှုတစ်ခုကြောင့်အာဖရိကဆွေးပြောင်းနေသူ68ဦးတည်ဆုံပြီး49ဦးတရားရှိကြောင်းသိရသည်ဒီလူတွေကဒိန်းတိန်ဂျစ်ကမ်မှာ နေချင်းဖြစ်ပြီးအဆိုပါစင်တာကိုအပြည့်ပြည့်ဆိုင်ရာဆွေးပြောင်းနေတဲ့လူများနဲ့တက်ချင်းဒီအဖွဲ့တော်ဦးစီးဆောင်ရွက်ခဲ့သည်ဒီဖြစ်ရတဲ့ပြည်အမေရိကန်ပြည်တော်စုကတရားဝင်မှတ်ချက်ပေးတာမျိုးမရှိသေးပေသူတို့အပေါ်ပြင်းထန်တဲ့စစ်ရေးအရေးယူတာတော်မှဘူတီတွေကမရမနာဆက်လက်ပြီးတော့တိုက်ခိုက်နေပါလေ၎င်းတို့ကဒုံးပြန်များနဲ့ဒုံး drone များလွတ်တင်နေကြဆဲဖြစ်သည်ပြည်ခေတော်နေ့အတွင်းအစ္စရေးနိုင်ငံအပေါ်ဒုံးကြီးတိုက်ခိုက်မှု200ကျော်နဲ့ drone တိုက်ခိုက်မှု190ကျော်ပြုလုပ်ခဲ့ကြောင်း၎င်းတို့ကပြောကြားခဲ့သည် ။ဒါကသူတို့ဆက်လက်ပြီးတော့တမာနေကြောင်းဆွမ်းအားရှိနေကြောင်းပြတ်တက်နေပြီ။ကြီးမားသောပြည်တွင်းစစ်ထမှန်မဖြစ်ပွားပဲဟူဒီများကိုရပ်တန့်ရန်အခြားနိုင်ငံများအတွက်မီးများခက်ခဲကြောင်း၎င်းကပြတ်တက်ထားသည်။အချိန်တွေကအရန်အန်ဒီယာများနေသေးပါတယ်။နှစ်ဖက်စလုံးက၎င်းတို့ရဲ့တောင်းဆိုချက်များကိုပြောင်းလဲရန်ညှင်းဆိုကြသည်။ကဘာတွမ်းကလူတွေဟာတန်ဖဲမှုတွေကြီးထွားလာပြီးအရသာတွေကိုတိခတ်နေနာမှုအတွက်ဆွေးနေကြသည်ပြစ်ခတ်ရဆဲရေးတဘောတူညီရန်နှစ်ဖက်စလုံးကကြကူညီရန်အခြားနိုင်ငံများ၏ကြိုးပမ်းမှုများမှာဒီခုအချိန်ထိအလုံမဖြစ်သေးပါဘူး